မင်းကျင့်တရား၁၀ပါးဆိုတာငါတို့ကမင်းမှမဟုတ်တာကျင့်စရာမလိုဘူးလို့မအောင်မေ့လေးနဲ့နော်မင်းဆိုတာစနစ်အရာမင်းကိုဘ ਹੁ ပြုပြောတာကိုယ့်အိမ်မှာကိုယ်ကလည်းမင်းဖြစ်နေမှာကိုယ့်အိမ်မှာကိုယ်ကြီးခဲ့ဆိုကိုယ်မင်းမယ်ကိုယ့်ဖွဲ့စည်းမှာကိုယ်ကြီးခဲ့ဆိုကိုယ်မင်းမယ်အဲ့ဒီခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်ဟာရာဇဓမ္မလို့ခေါ်တဲ့မင်းညစ်တရားတွေတဲ့ကိုယ်လုံးလုံးရမယ်လို့ဒီဒါလုံးရမှာဒါ ငါတို့ကမင်းမှမဟုတ်တာဒါလိုက်ဆက်မလုပ်ဘူးလို့ဒီတို့သွားပြီးတော့အမြင်မဆောင်နဲ့နော်ခေါင်းဆောင်ခေါင်းဆိုတာဒါလောက်ရမယ်နံပါတ်၄ကဌာနပေးတာကန်းတာဟာဒီအချင်းချင်းပေးကမ်းမှုလေးတွေကအလွန်အောင်မြင်တဲ့အရာတွေပဲဖြစ်တယ်နိုင်ငံတနိုင်ငံပဲကြည့်လေလူမျိုးတွေမကြည့်နဲ့ကိုယ့်အချင်းချင်းတွေမကြည့်နဲ့ ဟိုနိုင်ငံကနေကိုယ်နိုင်ငံကိုထောက်ပံ့နေဆိုအဲ့နိုင်ငံကထောက်ပံ့တဲ့နိုင်ငံမျက်နှာရတာပဲလေရတယ်မေတ္တာရှိတယ်သူဆိုရင်စီးပွားရေးလုပ်ခွင့်နေလွယ်လကူပေးတာဒါနပဲအဲ့ဒါကိုယ်နိုင်ငံအတွက်ထောက်ပံ့နေကူညီတယ်အဲ့ဒါလိုပဲလူရဲ့စိတ်ဓာတ်ဟာကိုယ်လိုအပ်နေတာကိုကူညီမှုဆိုတဲ့ဒါနဟာလူတိုင်းအတွက်လိုအပ်တဲ့အရာ ဖြစ်တယ်ဒါနလေးတစ်ခုနဲ့ပြီးလာလို့ဆိုမပြီးဘူးလိုအပ်ချက်တွေရှိတယ် ကိုချင်းတရားကောင်းမှုလို့တယ်သီလပြိဿာကဒီစွန့်လွတ်အနစ်နာခံမှုတွေရှိရမယ်အစ္ဆဝရိုးသားမှုဒါကတော့တော်တော်အရေးကြီးတဲ့လူရဲ့ဂုဏ်သိက္ခာပဲမယုံမသားလုံးလို့ခံလိုက်ရတဲ့လူဟာဒီပုဂ္ဂိုလ်တသက်လုံးဆက်ဆံမှာမဟုတ်တော့ဘူးเนาะအစ္ဆဝရိုးသားဖြောင်းမရမယ်မတ္တဝနုညံ့နေဆိုတာဟိုပြော့ညံ့တာနဲ့သွားမယောနဲ့ နုညဏဆိုတာမာနခက်တတ်မှုဒေါသခက်တတ်မှု မရှိတာကိုပြောတာနော်နုညဏ ਨੇ ဆိုတာပြော့ညဏမဟုတ်ဘူးစိတ်တက်ပြော့ညဏတဲ့လူကတော့အသုံးမဝင်ဘူးအဲ့ဒီနေရာမှာနုညဏ ਨੇ ဆိုတာပြောဆိုဆက်ဆံမာနတွေနဲ့မာနကြည့်ပြီးတော့ခက်ထန်တဲ့ဟာပြောလို့ဆိုလို့ဆွေးနွေးလို့မရတာမျိုးကအဲ့ဒါခက်ထန်သူလို့ခေါ်တယ်ပြောလို့ဆိုလို့ရှင်းပြလို့တက္ကန်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒါမတ်တဝါလို့ခေါ်တယ် နှုညံ့မှုနော်နှုညံ့မှုပျော်ပြောင်းမှုပြည့်ပြည့်မှုရှိရမယ်လူဟာလာမပြောနဲ့ငါပြောတဲ့အတိုင်းနားမထောင်ခြင်းမှုဆိုပြီးတော့လူခက်ထမျိုးတွေမလုံးရဘူးလို့ဆိုလိုတယ်ပြည့်လည်မှုရှိရမယ်မတ္တဝတပဆိုတာကိုကိုတိုင်းကိုကဒီချိုးချိုးချမ်းချမ်းနေထိုင်ပြီးတော့စံပြအဖြစ်နေထိုင်နိုင်ရမယ်အကောရာထိတ်ကနေရှိတော့